မင်္ဂလာပါဆရာဆရာမတို့ရှင်ကျမတို့ဒီနေ့ Unit 6မှာပါဝင်နေတဲ့ Developing Lesson Plan ဆိုတဲ့အကြောင်းကိုရှင်းလင်းပြောကြားပေးသွားမှာပါအဲ့တော့ Lesson Plan ဆိုတဲ့အကြောင်းကိုကျမဒီနေ့မှပြောရဲဆိုပေမဲ့ဒီအလုပ်တွေအကုန်လုံးကဆရာမတို့တွေရှေ့မှာအများကြီးလုပ်ခဲ့ပြီးသားဖြစ်နေမှာပါအဲ့တော့အခုဒီနေ့ပြောကြားပေးသွားမယ့်အကြောင်းအရာကတော့ Lesson Plan အကြောင်းကိုအစပြုပြီးတော့မှပြောကြားတာမျိုးမဟုတ်ပဲねဆရာမတို့လုပ်ခဲ့ပြီးတဲ့အလုပ်တွေအကြောင်းကိုပြန်ပြီးတော့မှဒီကုန်းချုပ်ပြီးတော့မှအဆုံးသတ်ပြောကြားပေးသွားမယ့်ပုံစံမျိုးဖြစ်နေပါလိမ့်မယ် အဲ့တော့ပမဆောင် lesson plan မှာဘာတွေပါဝင်ရမလဲဆိုတဲ့အချက်ကိုကြည့်ရအောင်အဲ့တော့ lesson plan တစ်ခုကိုစပြီးတော့မှ preparation လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့စုစုပေါင်းအဆင့်6ဆင့်ရှိပါတယ်အဲ့6ဆင့်မှာပမဆောင်လုပ်ရမယ့်အဆင့်ကဘာလဲဆိုတော့သူက learning objective ရေးတဲ့အဆင့်မှာအဲ့တော့ learning objective ရေးတဲ့အဆင့်မှာဆိုရင်တကယ်တော့ learning objective ကဆရာမတို့တွေရေးထားပြီးသားဖြစ်နေပါပြီအဲ့ဒါက lesson plan template ရဲ့ပမဆောင်အကွက်မှာပါပါတယ်အဲ့တော့ lesson plan template ကြီးမှာကျွန်တော်တို့ကနေပြီးတော့မှ ွဲလိုက်တဲ့အခါမှာဆရာမတို့ကို learning objective လေးရေးဖို့လိုပါတယ်အဲ့ဒါလေးရေးပါဆိုပြီးတော့ပြောတာပေါ့နော်အဲ့ဒါလေးကလည်းကျမတို့ lesson plan template မှာပါပြီးသားဖြစ်နေပါပြီနောက်တစ်ဆင့်ကကြတော့သူက introduction ရေးတဲ့အဆင့်မှာအဲ့တော့ introduction ကလည်းဆရာမတို့ appendix 1မှာရေးထားပြီးသားဖြစ်နေပါပြီအဲ့တော့ introduction ရေးတဲ့အဆင့်မှာတော့ကျမတို့ကနေပြီးတော့မှဘာအကြောင်းအရာတွေကိုထည့်ပြီးတော့မှရေးရလဲဆိုတာကိုနောက်ပိုင်းမှာကျမထပ်ပြီးတော့မှအသေးစိတ်ပြောကြားသွားပေးပါမယ်အဲ့တော့ introduction မှာဆိုရင်သူက ဟိုစိတ်ဝင်စားဖို့ဖြစ်တဲ့အကြောင်းအရာလေးရေးတဲ့ဥစ္စာကိုအဲ့ဒါကိုကျမတို့ကနေပြီးတော့မှသင်မဲ့စာရဲ့ introduction လို့ခေါ်ပါတယ်။နောက် introduction ရေးပြီးပြီဆိုရင်ဘာလုပ်မလဲဆိုတော့ကျမတို့တွေစာသင်ဖို့အတွက်ကို plan လေးတွေ teaching learning plan လေးတွေကိုစပြီးတော့မှစ조사มาဖြစ်ပါတယ်။အဲ့တော့အဲ့မှာ plan the specific learning activity ဆိုတဲ့နေရာမှာကိုဘယ်လိုပုံစံမျိုးနဲ့ဘယ်လို method မျိုးနဲ့စာသင်မလဲဆိုတဲ့ဥစ္စာပါပါလိမ့်မယ်။နောက်တစ်ဆင့်ကကြတော့သူကဘာလဲဆိုတော့ plan to check for understanding မှာအဲ့တော့ plan to check for understanding ကကြတော့ तू ကဘာအကြောင်းအရာကိုအဓိကပြောတာလဲဆိုတော့ plan to check for understanding ဆိုတဲ့နေရာမှာ तू ကဟို plan for evaluation ကိုစတင်ဖို့စတင်လိုက်တဲ့ဟာကိုပေါ့နော်ចောင်းသားတွေအနေနဲ့နားလည်ရဲ့လားဆိုတဲ့ဥစ္စာကိုပြန်ပြီးတော့မှ evaluation လုပ်ကြည့်ရဲ့အစင်မှာအဲ့တော့ plan for evaluation ကကြတော့ advantage 1မှာပါပါတယ်။အဲ့နောက်တစ်ခုကကြတော့အဲ့ evaluation ကိုဘယ်လိုလုပ်ရမလဲဆိုတဲ့ method ကကြတော့သူက lesson plan template တွေမှာထည့်ရေးရပါတယ်။ အဲ့တော့စတင်ပြီးပြီ evaluation လဲလုပ်ပြီးပြီဆိုရင်အဲ့ဆိုရင်နောက်တစ်ဆင့်ဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့အနေနဲ့ကိုတင်လိုက်တဲ့စာအကြောင်းကိုကိုကနေပြီးမှ conclusion လုပ်ရပါတယ်အဲ့တော့ conclusion လုပ်တာနဲ့အတူတူပဲနောက်တစ်ဆက်တည်းမှာပဲဘာလုပ်ရလဲဆိုတော့နောက်တစ်နေ့နောက် lecture မှာပေါ့နော်ဘာအကြောင်းအရာလေးတွေတင်မလဲဆိုတဲ့အကြောင်းကိုသူက preview ပြန်လုပ်ပေးရပါတယ်အဲ့တော့အဲ့လိုမျိုးတွေအကုန်လုံးနေ season လာပြီးပြီဆိုရင်ဒီ lesson plan တစ်ခုကို preparation လုပ်ပြီးပြီဆိုရင်နောက်ဆုံးအရေးကြီးတဲ့အချက်ကကြတော့ဘာလဲဆိုတော့သူကဟိုကိုစာတင်တဲ့စာနဲ့ပေါ့နော် လာယောညီထွေရှိမဲ့ time frame လေးတခုကိုပြင်ဆင်ရပါပါ။အဲ့ time frame ကကြတော့သူကဘယ်မှာပါလဲဆိုတော့ကျမတို့ lesson plan template ထဲမှာအဲ့မှာကျမတို့ time ပေါ့နော် duration ဆိုတဲ့ဥစားမျိုးလေးနဲ့ထည့်ပြီးတော့မှရေးထားပါဗျ။အဲ့တော့ဒီမှာ preparing lesson plan မှာ preparing lesson plan မှာပါတဲ့အကြောင်းအရာတွေကိုပြန်ပြောမယ်ဆိုရင်ပထမဆုံးအစင်ကကြတော့ learning objective ဆွဲရပါမယ်။ learning objective ဆွဲပြီးပြီဆိုရင်ကျမတို့ introduction ရေးရပါမယ်။ introduction ရေးပြီးပြီဆိုရင်ကိုတင်မဲ့စာကိုဘယ်လိုနည်းလမ်းနဲ့တင်မလဲဆိုတာကိုပြင်ဆင်ရပါမယ်။ အဲ့လိုမျိုးပြင်ဆင်ပြီးပြီဆိုတာနဲ့စာတင်မှုအဆင်သင့်ဖြစ်နေပြီဆိုတာနဲ့ကိုတင်လိုက်မဲ့စာကိုကျောင်းသားတွေအနေနဲ့နားလည်လားနားမလည်ရလားဆိုတာကိုပြန်စစ်ဆေးဖို့အတွက်ကို plan for evaluation ကိုပြင်ဆင်ရပါမယ်။အဲ့ဒါပြီးပြီဆိုရင်တော့ evaluation အတွက်ပြင်ဆင်ပြီးပြီဆိုရင်တော့အဲ့မှာဆိုတော့ကျမတို့ conclusion ရေးရပါမယ်။ဒီစာကိုတင်လိုက်တဲ့ဥစ္စာကဘလောက်အရေးကြီးရဲ့ဆိုတဲ့အကြောင်းဘယ်နေရာမှာအသုံးဝင်လဲဆိုတဲ့အကြောင်း conclusion ရေးရင်းနဲ့အတူတူနောက်လက်ချက်မှာဘာအကြောင်းတွေတင်သွားမလဲဆိုတဲ့ဥစ္စာကိုလည်းကျမတို့ကဒီမှာ preview မှာတစ်ခါလေးပြောရပါမယ်။အဲ့တော့ ဒါတွေအကုန်လုံးဒီအဆင့်90လုံးပြင်ဆင်ပြီးပြီဆိုတာ ਨੇ နောက်ဆုံးအဆင့်ရကြပါလဲဆိုတော့ realistic time frame ဒီစာကိုသင်ဖို့အတွက်ကိုတကယ်သင်နိုင်ခြေရှိတဲ့ realistic ဖြစ်တဲ့ time frame တခုကိုကျွန်တော်တို့ကနေပြီးတော့မှစဉ်းစားပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီအကြောင်းအရအားလုံးစုစုပေါင်း6ခုရှိရဲဆိုမယ်အဲ့6ခုမှာ learning objective နဲ့ဒီဘက်က realistic time frame ကကြတော့ lesson plan template ထဲမှာပါသွားပါတယ်ဒီမှာရှိနေတဲ့ introduction ရဲ့ Now main body of the lesson ရဲ့နောက်က plan to check for understanding ရဲ့ conclusion ရဲ့ကျွန်တော်ဆရာမတို့ abundance one မှာရေးပြီးသားဖြစ်နေပါပြီ။အဲ့တော့အမှတ်ပါတဲ့အချက်လေးတွေကိုပဲကျွန်တော်တို့အသေးစိတ်ပြန်ပြောရတာလေးကိုပဲပြန်ကြည့်ရအောင်နော်။အဲ့တော့အဲ့မှာဘာတွေပါမလဲဆိုတော့သူကပထမဆုံးအဆင့်နေနေဆိုရင် learning objective ရေးတဲ့အဆင့်မှာဒါကတော့ဆရာမတို့တွေ6.2မှာ writing learning objective ဆိုတဲ့အခန်းမှာဆရာမတို့သင်မဲ့စာနဲ့ကိုက်ညီတဲ့ learning objective ကိုရေးထားပြီးသားဖြစ်နေပါပြီအဲ့တော့ဒီအကြောင်းအရာကိုကျွန်မအရင်မပြောတော့ပါဘူးနော် နောက်တစ်ဆင့်ကကျတော့ introduction ရေးရတဲ့အဆင့်မှာအဲ့တော့ကိုစာတင်တော့မယ်ဆိုရင်ကိုရဲ့စာကိုចောင်းသားတွေအနေနဲ့စိတ်ဝင်စားလာအောင်လို့ကိုက intro လေးစာပြီးတော့မှပြောရပါတယ်။အဲ့ intro ပြောတဲ့အချိန်မှာဗားဒီဘလိုပုံစံမျိုးတွေနဲ့ပြောလေပြောတာရှိလဲဆိုတော့ design the specific activity တချို့ကျတော့လည်း activity လေးတွေပေါ့နော်။အဲ့မှာဒီကိုတင်မဲ့ခေါင်းစဉ်နဲ့ဒါရောညှိတွေ့ရှိမဲ့ တင့်တော်မဲ့ activity လေးတွေကိုစပြီးတော့လုပ်ပြီးတော့မှသူက intro စလေးစတာရှိပါတယ်။တချို့ကျတော့လည်း intro စတဲ့အခါမှာအဲ့လိုမျိုး activity တွေနဲ့ပေးရုံနေမှာပဲ။တချို့ကျတော့လည်း question လေးတစ်ခုနဲ့စပါတယ်။ဥပမာ covid-19 ဆိုတဲ့ရောဂါအကြောင်းဆရာမတို့တွေသိပြီးပြီလားပေါ့နော်။အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ပြောခြင်းအဖြစ်စပါတယ်။တချို့ကျတော့လည်းအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူက simple ပူပေါ့နော်။မှန်လားမှားလားဒါမှမဟုတ် voting လုပ်တဲ့နီလန်းပူလုပ်တဲ့နီလန်းနေနဲ့အဲ့လိုမျိုးပုံစံမျိုးတွေနဲ့ introduction ကိုစလေးစတာရှိပါတယ်။အဲ့တော့ဒီလိုမျိုးနီလန်းနေတဲ့ကနေပြောမှဘယ်လိုနီလန်းနေပဲ အဆက်ဆက်ကိုပြောလိုက်တဲ့ introduction အရဆိုရင် နောက်ကိုတင်တော့မဲ့စာအကြောင်းကိုចောင်းသားတွေအနေနဲ့ဟိုစိတ်ဝင်စားလအောင်လို့ဆွဲဆောင်နိုင်အောင်လို့အတွက်ကိုလုပ်တဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တို့ကစရပါမယ်အဲ့တော့ introduction လုပ်နေရင်းနဲ့ပဲကျွန်တော်တို့ဘာတွေလုပ်လို့ရသေးလဲဆိုတော့ကျွန်တော်တို့က ကန်သာ background information from your student ပေါ့နော်။ကျောင်းသားတွေအနေနဲ့ဒီစာနဲ့ပတ်သက်ပြီးတော့မှသူတို့ရဲ့ background information ကဘာလဲဆိုတာကိုလည်းတခါတည်းကျွန်တော်တို့ကအဲ့ချိန်မှာ data ကောက်ယူနေတာပါ။အဲ့တော့ background information ကိုရတဲ့အခါကျတော့မှ evaluation မှာသူတို့အနေနဲ့ progress ဖြစ်လားမဖြစ်လားဆိုတာကိုလည်းပြန်ပြီးတော့မှ evaluation လုပ်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကနေပြီးတော့မှဒီ introduction ကိုလုပ်နေတဲ့အချိန်ထဲမှာဟိုကိုယ့်ရဲ့ introduction ဒီဆွဲဆောင်မှုရှိရဲ့ introduction မျိုးဖြစ်ရမယ်။ နောက်ចောင်းသားရဲ့ interest ပေါ့เนาะစိတ်ဝင်စားမှုပို့ပြီးတော့မှအကောင်းစေတဲ့ introduction မျိုးဖြစ်ရမယ်အဲ့တော့ကိုယ့်ရဲ့ introduction လေးတွေကိုကိုကနေပြီးတော့မှအဲ့လိုမျိုးစွမ်းဆောင်မှုရှိတဲ့ပုံစံစိတ်ဝင်စားစရာကောင်းတဲ့ပုံစံလေးတွေနဲ့ပုံဖော်ပြီးတော့မှ learning activity လေးတွေကိုစပြီးတော့မှပြင်ဆင်ရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးတွေ introduction တွေလုပ်တဲ့အခါမှာ introduction ကို လုပ်တဲ့ပုံစံလေးတွေမှာဘယ်လိုပုံစံမျိုးတွေလုပ်လဲဆိုတာဒီလိုမျိုးကျမတို့ကနေပြီးမှနီလန်မျိုးမျိုးလေးနဲ့စပြီးတော့မှပြောလိပြောတာရှိပါတယ်ဘယ်လိုပဲပြောပြောပေါ့နော်ကိုယ့်ရဲ့ introduction တွေ creative ဖြစ်ရမယ်အရင်ကိုတမယ်ရိုးကြနီလန်ဆန်နဲ့ introduction မျိုးမဟုတ်ပဲနဲ့ to stimulate interest တောင်းသားတွေရဲ့စိတ်ဝင်စားမှုကိုလည်းဟိုပို့ပြီးတော့မှလှုံ့ဆော်နိုင်တဲ့ introduction မျိုးလည်းဖြစ်ရမယ်နောက်တစ်ခါကျတော့ကျောင်းသားတွေအနေနဲ့ဆိုရင်သူက critical thinking ပေါ့နော်ပို့ပြီးတော့မှတွေးခေါ်ဖို့အတွက်ကိုအားပေးတဲ့ introduction မျိုးလည်းဖြစ်ရပါမယ်တဲ့အဲ့တော့ introduction ပြောတဲ့အခါမှာ တချို့ကကြတော့ personal anecdote လေးတွေပေါ့နော် personal anecdote ဆိုတာကကိုယ့်ရဲ့ personal သမိုင်းကြောင်းလေးတွေပုံပြင်လေးတွေတခါလေကြာရင်ကိုကိုတိုင်းကိုတွေ့ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်လေးတွေနဲ့စတင်လေးရှိပါတယ်တချို့ကြတော့လေ historical events historical events ဆိုတာကကြတော့သူကဟိုသမိုင်းနဲ့အဖြစ်အပျက်လေးတွေနဲ့သူကစပြီးတော့မှပြောလေးပြောတာရှိပါတယ်တချို့ကြတော့လေ thought provoking dilemma thought provoking dilemma ဆိုတာကအကြောင်းသားကိုကိုကနေပြီးတော့မှ တွေးစီရမယ်ပေါ့နော်အကြောင်းအရာလေးတွေကိုစပြီးတော့မှပြောချင်ရဖြစ်နေ introduction ကိုစပါတယ်တချို့ကြတော့လည်း real world example real world example ဆိုတာကအမှန်တကယ်ဖြစ်ပျက်နေတဲ့အကြောင်းအရာလေးတွေကိုဥပမာပေးပြီးတော့မှစတာပါ နောက် short video clip ဆိုတာကကျတော့သူကဒီအကြောင်းအရာနဲ့ဆက်ဆက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကနေပြီးတော့မှ video file အတူလေးနဲ့စပြောတာပါအဲ့တော့ intro မှာပြမဲ့ video file လေးတွေဟာဟိုအချိန်တိုတဲ့ video file လေးဖြစ်ဖို့အရေးကြီးပါတယ်အရန်အချိန်လေးကြာသွားရင်လည်းကိုယ့်ရဲ့စတင်ချိန်ကထိခိုက်နိုင်တယ်လို့ကျောင်းသားကလည်းစိတ်ဝင်စားမှုကနည်းသွားတတ်ပါတယ်အဲ့ဒါကြောင့်မို့သူက short video clip လေးတွေနဲ့ပဲစရပါမယ်နောက်တချို့ကျတော့လည်း practical application လေးတွေစလုပ်ခိုင်းပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှဘလောက်လုပ်တယ်လဲအရင်လုပ်ကြည့်ပေါ့နော်အဲ့လိုမျိုး practical လေးတွေအရင်လုပ်ခိုင်းပါတယ်အဲ့တော့ practical လေးတွေလုပ် တဲ့အခါမှာလည်းအချိန်ဘယ်လောက်ကုန်လဲဆိုတဲ့ဥစ္စာကိုကိုကအရင်ဆုံးခံမှန်းကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ proven question proven question ဆိုတာကဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဗောနော proof လုပ်နိုင်မယ်မိခွန်းလေးတွေစမေးခြင်းအဖြစ်နဲ့ကျမတို့က creative introduction ဖြစ်အောင်လို့ဖန်တီးပေးနိုင်ပါတယ်အဲ့တော့ introduction ပြီးပြီဆိုရင်နောက်တစ်ချက်ကဘာလဲဆိုတော့သူက main body of the lesson မှာအဲ့တော့ဒီမှာကျတော့သူက ဟိုဒါကတော့ကျမတို့ရဲ့ teaching content ဆိုပြီးတော့မှရေးခိုင်းတာတဲ့ဥစ္စာပေါ့နော်အဲ့မှာ teaching content မှာကျမတို့က plan the specific learning activity ပေါ့နော်ကိုသင်မဲ့စာတွေအကြောင်းကိုဘယ်လို activity မျိုးဘယ်လို method မျိုးနဲ့သင်မလဲဆိုတဲ့ဥစ္စာကိုအစီအစဉ်ရေးဆွဲရပါတယ်အဲ့လိုမျိုးအစီအစဉ်ရေးဆွဲတဲ့အခါမှာ prepare several different way of the explaining material ဒီကိုသင်မဲ့အကြောင်းအရာကိုရှင်းလင်းဖို့ရှင်းလင်းပြနိုင်မှုအတွက်ဆိုရင်ကိုကနေပြီးမှအကြောင်းသားကိုရှင်းရှင်းလင်းလင်းပြောပြနိုင်မှုအတွက်ဆိုရင်သူကနည်းလမ်းမျိုးမျိုးပြင်ဆင်ရပါတယ်ဒီနည်းလမ်းတစ်ခုတည်း ပြင်ဆင်ထားလို့မှဒီလီနန်လန်မှအကြောင်းသားရဲ့ landing style ကမကိုက်ညီဘူးဆိုရင်အဲဆိုရင်နောက်တနည်းပါကိုပြန်ပြောင်းပြီးတော့မှပြောရမှာလဲပေါ့နော်အဲ့လိုမျိုးနေနဲ့ plan abc ကျမတို့ကနေပြီးတော့မှပြင်ပြီးတော့မှနီလန်မျိုးမျိုးနဲ့ပြင်ဆင်ထားပါတယ်အဲ့လိုမျိုးနီလန်မျိုးမျိုးပြင်ဆင်နေဆိုတဲ့နေရာမှာတချို့ကြတော့လည်း real life example လေးတွေပြောလို့ပြောတာရှိတယ်တချို့ကြတော့လည်း analogies ပေါ့နော် သူတို့နဲ့သက်ဆိုင်တဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ကနေပြီးမှဒီထွင်းပြင်ဆင်ထားလေးရှိပါတယ်။တချို့ကြာလဲ visual ဆိုတာကဒီ audio visual aids ပေါ့နော်။ဥပမာ PowerPoint လိုမျိုးပါမျိုးဆိုရင်ဒီ visual aids တွေထဲမှာပါဝင်ပါတယ်။တချို့ကြာလဲ pamphlet လေး poster လေးတွေနဲ့ပြင်ဆင်ထားတာပေါ့နော်။အဲ့တော့နီလန်တလန်နဲ့ပြင်ထားတာမဟုတ်ဘဲနဲ့နီလန်အမျိုးမျိုးပြင်ဆင်ထားတဲ့ဆိုရင်တော့တနည်းမဟုတ်တနည်းလှည့်ပြီးတော့တုံးလို့ရတာပေါ့။ဥပမာဆီယမားတို့က ပါဝါပွိုင်းနဲ့ပြင်မယ်ပြင်ပြီးတော့ပြောမယ်လို့စဉ်းစားထားပေမဲ့ပါဝါပွိုင်းပြဖို့အတွက်ကိုမီးမလာနေဘူးဆိုရင်အဲဆိုရင်ကျမတို့ကတခြားဘာနီးကိုတုံးလို့ရတယ်ဥမာဟန်နောက်ကိုပါဝါပွိုင်းကိုပဲဟန်နောက်ထုတ်လာလို့ရတယ်ဒါမှမဟုတ်သူနဲ့သက်ဆိုင်တဲ့ပန်ဖလက်လေးရှာလာလို့ရတာပေါ့နော်အဲ့တော့အဲ့လိုမျိုးနီးအချင်းပြင်လို့ရပါတယ်ဆရာမတို့ရဲ့ဒီမိုက်ခရိုဒီတင်မှာတော့ကျမတို့ကနီလန်တနီးတဲ့ဟိုပဲပြင်ခိုင်းပါတယ်ဒါပေမဲ့တကယ်တကယ်စတင်တဲ့အခါမှာနီလန်တနီးတဲ့နဲ့အဆင်မပြေတာကြီးလည်းရှိရပါရှိရတဲ့အတွက်ကြောင့်မို့သူက several different way ပြင်ဆင်ရမှာဖြစ်ပါတယ် နောက်အဲ့လိုမျိုးကိုတင်လိုက်တဲ့အကြောင်းအရာပေါ့နော်ကိုကနေပြီးတော့မှဒီစာကိုဒီနီလန်းနဲ့တင်လိုက်မယ်ဆိုပြီးတော့မှဆုံးဖြတ်ထားတယ်ဆိုရင်ကိုရွေးချယ်လိုက်တဲ့နီလန်းနေအကုန်လုံးဟာဆိုရင်သူက catch the attention of more student ကျောင်းသားတွေရဲ့ attention အာရုံစူးစိုက်မှုရရှိစေနိုင်တဲ့နီလန်းမျိုးဖြစ်ရမယ်နောက်တစ်ခါကျတော့ a be the different learning style အဲ့တော့ကျောင်းသားတွေရဲ့မတူညီတဲ့သင်ယူမှုပုံစံတွေအမျိုးမျိုးကိုဆွဲဆောင်နိုင်တဲ့ learning style ဖြစ်ရပါမယ်။အဲ့တော့ Ben Nilan ကိုပဲတုံတုံအရေးကြီးတာကတော့ how much time spend ဒီ Nilan တစ်ခုစီတစ်ခုစီမှာဆိုရင် ဘလောက်အချိန်ယူလဲဆိုတဲ့ဥစ္စာကိုတော့ကြိုပြီးတော့မှတွက်ဆထားရမှာဖြစ်ပါတယ်။အဲ့တော့ပြီးပြီဆိုရင်နောက်တစ်ဆင့်ကကြတော့ဘာလဲဆိုတော့သူက plan to check for understanding မှာအဲ့တော့ကိုတင်လိုက်တဲ့စာကိုစာတင်ပြီးပြီဟေးဆိုရင်ကျမတို့ကနေပြီးတော့မှကိုတင်လိုက်တဲ့ဥစ္စာတွေအကုန်လုံးကအကြောင်းသားတွေအနေနဲ့နားလည်ရလားသဘောပေါက်ရလားဆိုတာကိုပြန်ပြီးတော့မှစမ်းသပ်ရပါမယ်။အဲ့ဒါကိုကျမတို့က plan for evaluation ဆိုတဲ့ခေါင်းစဉ်နဲ့ဆရာမတို့ရဲ့ lesson plan ထဲမှာ ် Appendix 1ရဲ့နောက်ဆုံးအနေနဲ့ရေးခိုင်းထားပါတယ်။နောက် Vanilla နဲ့ဆုံးဟိုပြန်ပြီးတော့မှဆန်းစစ်မလဲဆိုတဲ့ဥစ္စာတော့ lesson plan template ထဲမှာနောက်ဆုံးအကွက်မှာထည့်ရေးရမှာဖြစ်ပါတယ်။အဲ့တော့အဲ့မှာသူကပထမဆုံး plan for check for and plan to check for understanding ဆိုတဲ့နေရာမှာပထမဆုံးလုပ်ရမယ့်ဥစ္စာကဘာလုပ်ရမလဲဆိုတော့ think about the specific question ပေါ့နော်။ចောင်းသားတွေကိုဘယ်လိုမေးခွန်းမျိုးမေးမလဲဆိုတာကိုအရင်ဆုံးစဉ်းစားထားပါတဲ့။ ဲ့ဒါစဉ်းစားထားပြီးပြီဆိုရင်နောက်တစ်ချက်ကဘာလဲဆိုတော့သူက write them down အဲ့ဒါကြီးအကုန်လုံးစာနဲ့ချရေးထားချရေးထားပြီးပြီဆိုရင်ကျမတို့ဘာစဉ်းစားရအောင်လဲဆိုတော့ကျောင်းသားတွေအနေနဲ့ဆိုရင်ကျမတို့ကနေပြီးတော့မှ designs on whether the student respond orally or in writing ကျောင်းသားတွေကဘလို့ပြန်ပြီးတော့မှဖြည့်ဆည်းနေတာလဲ ။အစကနေပြီးတော့ပြန်ဖြည့်စေချင်တာလား။ဒါမှမဟုတ် writing ပေါ့နော်။စာရေးပြီးတော့မှပြန်ဖြည့်စေချင်တာလားပေါ့နော်။အဲ့တော့ပါဇက်ကနေဖြေရမလားစာရေးပြီးတော့ပြန်ဖြေရမလားဆိုတာဥစားကိုတီးဖို့အတွက်ကိုကျမတို့ going back to the list of learning objective learning objective ကိုပြန်ကြည့်ကြည့်ပေါ့နော်ပြန်ကြည့်လိုက်လို့မှသူကတကယ်လို့ ကျောင်းသားကစာနဲ့ချရေးမှ learning objective ကပြည့်စုံမယ်ပေါ့နော်ဥမာကျမတို့ describe ဆိုရင်တော့ describe မှာ orally ပြန်ပြင်ရင်လည်းရတယ်ရှင်ဒါပေမဲ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ will be able to list တို့ will be able to answer တို့လောက်ထားတဲ့ဆိုတော့ကျမတို့က writing form ပုံစံမျိုးနဲ့ရေးရမှာဖြစ်ပါတယ်ဒီအကြောင်းအရာကိုလည်းကျမတို့က evaluation မှာပြောပြထားပြီးသားပါ evaluation မှာ writing ဆိုပြီးတော့မှ form ပုံစံနဲ့မေးခွန်းတွေကိုစီစဉ်ပြီးတော့ဆောင်ရွက်တဲ့ဆိုရင်အဲ့ဒါကို questionnaire လို့ခေါ်ပါတယ် orally မေးပြီးတော့မှ orally ပြန်ပြေစေခြင်းနဲ့ဆိုတော့အဲ့ဒါကို interview လို့ခေါ်ပါတယ် အဲ့တော့အဲ့ဒီမှာ landing objective ကိုကြီးလိုက်တဲ့အခါကျရင်ကျွန်တော်တို့ evaluation မှာဘယ်လိုပုံစံနဲ့ပြန်ဖြည့်စေချင်လဲဆိုတဲ့ဥစ္စာကထွက်လာမှာပါအဲ့ဒါပြီးပြီဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်ပါလုပ်ရမလဲဆိုတော့မိကုမေးယုံနဲ့နေမပြီးသေးပဲနဲ့အကြောင်းသားတွေအနေနဲ့ဘယ်လိုမျိုးပြန်ဖြည့်လာနိုင်လဲဆိုတာကိုလည်းကြိုတင်စဉ်းစားထားပါအဲ့လိုမျိုးစဉ်းစားထားဖို့အတွက်ဆိုရင်ကျွန်တော်တို့ကမိကုစပြီးတော့မှရေးပြီးဆိုတာနဲ့ အဖြေမှန်ဟိုပါတခါတည်းတွဲရေးရပါမယ်ဒီအဖြေမှန်ကိုចောင်းသားတွေအနေနဲ့ဘယ်လိုပြန်ဖြေလာနိုင်လဲဆိုတဲ့ဥစ္စာကိုလည်းကြိုးပြီးတော့မှစဉ်းစားထားရပါမယ်အဲ့တော့ BB ဆိုရင်တော့ကျမတို့ကចောင်းသားကိုမေးခွန်းလေးတွေမေးလို့ရပါပြီအဲ့လိုမျိုးမေးတဲ့အချိန်မှာလည်းတတိပါထားရမလဲဆိုတော့ကျမတို့ကចောင်းသားကိုပြန်မေးနေတာလည်းမကဘဲနဲ့ចောင်းသားကိုကိုနားမလည်လို့ပြန်မေးလာတဲ့ဆိုရင်လည်းပြန်ဖြေနိုင်ဖို့အတွက်ကိုကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ် ဒါကတော့ plan to check for understanding မှာအဲ့ဒါပြီးတဲ့အခါကျတော့ဘာနောက်တစ်ဆင့်ကဘာလုပ်ရလဲဆိုတော့ကျမတို့တွေ conclusion လုပ်ဖို့အတွက်ကိုပြင်ဆင်ရပါတယ်အဲ့တော့ conclusion လုပ်တဲ့အခါမှာကျမတို့ summarizing နဲ့ conclusion ဆိုပြီးတော့မှနှစ်မျိုးရှိပါတယ်အဲ့တော့ဒီစာတင်ပြီးပြီဆိုရင်စာတင်လိုက်တဲ့ဥစ္စာကို conclusion မလုပ်ခင်မှာကျမတို့အရင်ဆုံးဘာလုပ်ရလဲဆိုတော့ summarizing အရင် လုပ်ရပါတယ်ဒါကတော့ကိုတင်လိုက်တဲ့စာထဲမှာဘာတွေပါဝင်နေလဲဆိုတဲ့အကြောင်းအရာကိုအနှစ်ချုပ်အချင်းချုပ်ပြန်ပြောတာပါ ဲ့တော့အရင်ဆုံး summarizing လုပ်ဖို့အတွက်ဆိုရင်ကျမတို့က main point လေးတွေကိုကိုယ့်ဘာသာကိုအရင်စီစဉ်ရပါတယ်အဲ့ဒါပြင်ကျမတို့ဘယ်လိုနည်းနဲ့လုပ်လို့ရလဲဆိုတော့ចောင်းသားတယောက်ကိုပေါ့နော် summarize ပြန်လုပ်ပေးပါဆိုပြီးတော့မှလည်းအကူအညီတောင်းလို့ရပါတယ်အဲ့လိုမျိုးចောင်းသားတယောက်ကိုဟိုတယောက်ချင်းဥတီတာမျိုးမလုပ်ချင်ဘူးဆိုရင်လည်းចောင်းသားတွေအကုန်လုံးဒီနေ့ဒီချက်တင်သွားတဲ့အထက်မှာတော့ဘာအကြောင်းရလေးပါလဲခြားရေးကြည့်ပါဆိုပြီးတော့မှ main point ကိုကျမတို့ကနေပြီးတော့မှရေးချခိုင်းလို့ရပါတယ်အဲ့ဒါပြီးပြီးဆိုရင်ကျမတို့ဘာလုပ်လို့ရလဲဆိုတော့ သူတို့ရေးလိုက်တဲ့အဖြေလွှာလေးတွေကိုကျမတို့က review answer ပြန်ကြည့်ပေးရပါတယ်အဲ့လိုမျိုး review လုပ်တဲ့အချိန်မှဆိုရင်တို့တို့နားလည်လားနားမလည်လားဆိုတဲ့ဥစ္စာကိုလည်းကျမတို့အနေနဲ့ဖမ်းမိမှဖြစ်ပါတယ်အဲ့တော့အဲ့အဖြေလေးတွေကိုပြန်ကြည့်လိုက်လို့ပါပေါ့နော် anything and clear machine learning နဲ့အချက်တွေရှိရဆိုရင်လည်း summarizing လုပ်တဲ့အချိန်မှကျမတို့ကပြန်ပြီးတော့မှရှင်းလင်းပေးနိုင်ပါတယ်ဒါကတော့ conclusion မလုပ်ခင်မှာကိုစာတင်လိုက်တဲ့အကြောင်းအရာကိုပြန်ပြီးတော့မှအချင်းချုပ်ပြန်ပြီးတော့မှပြောတဲ့ဥစ္စာကို summarizing လို့ပြောပါတယ် အဲ့တော့ summarize လုပ်ပြီးပြီဆိုရင်တော့ကျမတို့ lesson ကို conclude လုပ်ပါတော့မယ်အဲ့တော့ conclude လုပ်တော့မယ်အဆုံးသတ်တော့မယ်ဆိုရင်ကျမတို့က summarize လုပ်ရုံနဲ့မကပဲနဲ့ဒီအကြောင်းအရာဒီနောက်တခြား lesson မှာ next lesson မှာဘာအကြောင်းအရာနဲ့ထိတ်ဆက်ပြီးတော့မှပြောမလဲဆိုတဲ့ဥစ္စာကိုလည်းကျမတို့က preview လုပ်ပေးရပါတယ်ဆိုတော့ဆရာမတို့တွေ appendix 1အကြောင်းကိုရေးတဲ့အခါမှာ summarizing နဲ့ conclusion နဲ့မှာဘယ်ဟာအရင်လာလဲဆို summarize ကအရင်လောက်ရပါတယ်ပြီးတော့မှ lesson conclusion ကိုလောက်ရပါတယ်တချို့ကြတော့လည်းဒီ summarizing နဲ့ conclusion မလုပ်ခင်မှာ evaluation ကိုလုပ်ပါတယ်တချို့ကြတော့လည်း conclusion လုပ်ပြီးတော့မှ evaluation ကိုလုပ်ပါတယ်ဒါတော့အဆင်ပြေသလိုလုပ်လို့ရပါတယ်ဒီအကြောင်းအရာကတော့တိုက်ပြီးတော့တတ်မှတ်ထားတာမရှိပါဘူးအဲ့တော့ summarizing conclusion evaluation ကိုအဆင်ပြေတဲ့ခေါင်းစဉ်အတိုင်းကိုရှေ့တုန်းနောက်ဆုံးလုပ်လို့ရပါတယ်ဒီအတိုင်းအဆင်လိုက်အတိုင်းလုပ်ဖို့လိုရမယ်လို့အဲ့လိုမျိုးတတ်မှတ်ထားတာမဟုတ်ပါဘူးအဲ့တော့ လက်ဆန်ပလန်ဆွဲတဲ့နေရာမှာအဆင့်6ဆင့်ရှိတဲ့နေရာမှာနောက်ဆုံးအဆင့်ရကြတော့ဘာလုပ်တာလဲဆိုတော့ကျမတို့တွေက realistic timeline ပေါ့နော်ကိုတင်လိုက်တဲ့စာကိုအမှန်တကယ်ကန့်ညီတဲ့တင်နိုင်မဲ့အချိန်တစ်ခုပြင်ဆင်ရပါတယ်အဲ့တော့အဲ့လိုမျိုး realistic timeline ကိုလုပ်ဖို့အတွက်ဆိုရင်ကျမတို့ကဘာတွေလုပ်လို့ရလဲဆိုတော့ဥမာ narrow down to 2 or 3 concepts ပေါ့နော်အဲ့ဒါကိုကျမတို့ကအချိန်တွေအများကြီးမယူဘဲနဲ့ realistic timeline ဖြစ်ဖို့အတွက်ဆိုရင်ကျမတို့က ကိုတခါစာတင်ပြီဆိုရင်သူတို့ကို2 or 3 comps လောက်ပဲဖြစ်ဖို့အတွက်ကိုချုံရှုံလိုက်ရပါဘောเนาะအရန်နေစာတင်ဖို့အတွက်ကိုခေါင်းစဉ်နေအရန်များနေရဆိုရင် next lesson plan တခုကိုဆွဲရမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးတွေဆွဲတဲ့အခါမှာဘာတွေလုပ်လို့ရလဲဆိုတော့ပထမဆုံးချက်ကကြာတော့သူက estimate how much time for each activity ပေါ့เนาะ activity တခုချင်းစီအတွက်ကိုအချိန်ဘယ်လောက်ကုန်လဲဆိုတာကိုအရင်ကြည့်ရပါမယ်။ဥပမာဆရာမတို့ activity ဆိုတဲ့အခါမှာကျမတို့ abundance 1ရဲ့ဒုတိယအကွက်မှာဆိုရင် teaching content and activity ဆိုပြီးတော့မှပေးထားပါဗျာ။ အဲ့တော့ introduction ဆိုရင်အချိန်ဘယ်လောက်ကုန်မလဲဒါမှမဟုတ်တကယ်သင်ရမယ့်စာပေါ့နော် teaching content ကိုအဓိက main body of the lesson ကိုသင်တဲ့အခါမှာအချိန်ဘယ်လောက်ကုန်လဲအဲ့ဒါလေးတွေ summary လုပ်ရင်ရောအချိန်ဘယ်လောက်ကုန်လဲ conclusion လုပ်ရင်ရောအချိန်ဘယ်လောက်ကုန်လဲအဲ့ဒါလေးတွေကျွန်တော်တို့ကအမှန်တကယ်အစမ်းပြောကြည့်ပြီးတော့မှအချိန်ဘယ်လောက်ကုန်လဲဆိုတာမှတ်ထားရမှာဖြစ်ပါတယ်အဲ့တော့ estimate လုပ်ပြီးပြီဆိုရင်နောက်တစ်ချက်ကဘာလဲဆိုတော့ तू က plan some extra time for each အချိန်က2မိနစ်ဆို2မိနစ်ကုန်မယ်အထူးကြတွက်လို့မရပါဘူးအဲ့အတွက်ကြောင့်မို့ကျမတို့ကနေပြီးတော့မှ extra time လေးကိုနည်းနည်းလေးထည့်သွင်းစဉ်းစားထားမှာဖြစ်ပါတယ်။နောက်ပြီးတော့အတန်းပြီးပြီပေါ့နော် conclusion လုပ်ပြီးပြီဆိုရင်လည်း conclusion လုပ်ပြီးရဲ့အချိန်မှာကျမတို့ကဘာလုပ်ပေးရမလဲဆိုတော့ plan a few minutes at the end of the class ပေါ့နော်။ စာတင်ချိန်ပြီးသွားတဲ့အခါမှာအချိန်လေးနည်းနည်းခြံထားပေးရပါမယ်အဲ့တော့ဘာလို့အချိန်ခြံထားရလဲဆိုတော့ to answer any remaining question တောင်းသားလေးတွေအနေနဲ့မေးဖို့ကြံနေသေးတယ်ဆိုရင်အဲ့ဒါလေးတွေပြန်ဖြေဖို့ရတချို့ကြတော့လည်း key point လေးတွေပြန်ပြီးတော့မှ summarize ပြန်လုပ်ဖို့အတွက်ရအချိန်နည်းနည်းခြံထားပါတဲ့အဲ့ဒါအပြင်ကမှသူကအကယ်၍များကိုကနေပြီးတော့မှ in case you have time left ပေါ့နော်အချိန်ကတတ်မှတ်ချိန်အတွင်းကို ပြီးသွားတာမဟုတ်ဘဲနဲ့အချိန်ပိုနေသေးတယ်ဆိုရင်အဲဆိုရင် plan and extra activities or discussion question ပေါ့နော်တခြား activity တွေဘာလို့ဘာတွေလုပ်လို့ရသေးလဲဘာမေးခွန်းတွေမေးပြီးတော့ discussion လုပ်လို့ရသေးလဲဆိုတာကိုကြိုပြင်ထားပေးပါတယ်ဒါကတော့အချိန်ကိုကြော်သွားတာမဟုတ်ဘဲနဲ့အချိန်လိုနေတဲ့အခါမျိုးပေါ့နော်သင်ဖို့ပေးထားတဲ့15မိနစ်အတော်အတွင်းထဲမှာ anxiety တွေတက်ပြီးတော့စကားပြောတွေမြန်ပြီးတော့မှအချိန်တွေကပိုနေသေးတယ်ဆိုရင်လည်းဒီ15မိနစ်ကိုကုန်အောင်လို့ဖြုံးမှုအတွက်ကိုတခြား activity လေးတွေကိုကြိုပြီးတော့မှပြင်ဆင်ထားပါတယ် ဲ့တော့နောက်တစ်ခုကကြတော့ကိုတင်လိုက်တဲ့နီလန်နဲ့မှတို့ကနားလဲတဲ့ပုံမပေါ်ဘူးအဆင်မပြေဘူးဆိုရင်ကျမတို့ additional example လေးတွေ alternative activity လေးတွေလည်းအဆင်သင့်ဆောင်လာပါအဲ့ဒါတော့ plan A မရရင် plan B plan C အဲ့လိုမျိုးဟိုပြောင်းနိုင်မှုအတွက်ကိုအဆင်သင့်ပြင်ထားတာပြောတာပါအဲ့တော့နောက်ဆုံးတစ်ချက်ကဘာလဲဆိုတော့ adjust lesson plan during class ပေါ့နော်အဲ့တော့ကိုတရား lesson plan ဆွဲပြီးတော့သင်တာတော့ဟုတ်ပြီမဲ့ကိုရဲ့ကျောင်းသားရဲ့လိုအပ်ချက်ပုံမှာမူတည်ပြီးတော့ကိုရဲ့ lesson plan ကိုပေါ့နော် adjust လုပ်ပြီးတော့သင်ပါတဲ့ ဲ့တော့အဲ့လိုမျိုးတွေသင်မှာပဲကျောင်းသားရဲ့ needs နဲ့လိုင်ယွန်ကြီးတွေရှိတဲ့ကိုယ့်ရဲ့ lesson ကိုသင်ကြားပေးနိုင်မှာဖြစ်ပါတယ်တဲ့ဒါကတော့ lesson plan ဆွဲတဲ့နေရာမှာနောက်ဆုံးအချက်ဖြစ်တဲ့ realistic time frame မှာအဲ့တော့နောက်တစ်ချက်ကကျတော့သူကဘာလဲဆိုတော့နောက်အဲ့ဒီမှာပဲကျွန်မပြောချင်တဲ့အချက်ကဘာလဲဆိုတော့ lesson plan တော့ဆွဲထားတာတော့ဟုတ်ပါတယ်ဒါပေမဲ့အဲ့ lesson plan ကိုပေါ့နော်ကိုကနေပြီးတော့မှအရင်ကြီးတွေ fix လုပ်ခါလုပ်တာမျိုးမဟုတ်ဘဲနဲ့ flexible လုပ်ဖို့အတွက်ကိုပါအဲ့တော့ကိုတင်တဲ့တင်တဲ့အချိန်မှာကြီးလိုက်တဲ့အကြောင်းသားကနားလဲတဲ့ပုံ ေါ်နေတယ်ဆိုရင်တော့အဆင်ပြေတယ်ဒီ lesson plan အတိုင်းပဲဆက်သွားပါတော့တကယ်လို့အဆင်မပြေဘူးဆိုရင်ဘာတွေလုပ်လို့ရလဲဆိုတော့ကျမတို့ကနောက်သူတို့ရဲ့ဟိုလိုအပ်တဲ့အပေါ်မှာမူတည်ပြီးတဲ့အခါကျတော့ကျမတို့ရဲ့ lesson plan ကို be ready to adjust ပေါ့နော်ငါဒီတိုင်းပဲစီစဉ်ထားတာဒီတိုင်းပဲဆက်သွားမယ်ဆိုတာမျိုးမဟုတ်ပဲနဲ့ပေါ့နော်ကိုယ့်ရဲ့ lesson plan ကိုပြန်ပြီးတော့မှ adjust လုပ်ဖို့အဆင်သင့်ဖြစ်နေပါတဲ့အဲ့ဒါမှပဲကျောင်းသားရဲ့ needs နဲ့လာရောညှိတွေ့ရှိတဲ့ကျောင်းသားရဲ့ needs ကို learning needs ကိုဖြည့်ဆည်းပေးနိုင်တဲ့သင်ကြားတဲ့ပုံစံမျိုးဖြစ်မှာပါ ော့ဒါကတော့ lesson plan တခုဘယ်လိုဒီစောက်ရလဲဆိုတဲ့ဥစ္စာကိုပြောတဲ့ ပြောသွားတဲ့ step 6ခုအကြောင်းကိုရှင်းပြထားတာပါအဲ့တော့ကျွန်မနောက်ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ပေါ့နော်အခုဒီဗီဒီယိုဖိုင်ကတော့16မိနစ်ကျော်နေပြီမို့လို့အရန်ရှည်သွားမှဆိုလို့နောက်ဗီဒီယိုဖိုင်လေးတစ်ခုနဲ့ဆရာမတို့တွေ assignment 1 lesson plan နဲ့မှဘာတွေပါရမလဲဆိုတဲ့ဥစ္စာလေးတွေကိုအသေးစိတ်ပြန်ပြီးတော့မှရှင်းပြသွားပေးပါမယ်အခုပြောသွားတဲ့အကြောင်းအရာတွေကတော့ဒါကတော့6.3 developing lesson plan မှာပါတဲ့အကြောင်းအရာတွေပါအဲ့တော့ lesson plan တစ်ခု develop လုပ်ဖို့အတွက်ဆိုရင်ဘာတွေလိုအပ်လဲလို့ပြောလိုက်တဲ့အချိန်မှာကျွန်မအဆင့်6ဆင့်လိုပါတယ်လို့ပြောပါတယ်ပထမဆုံးအဆင့် တဖြစ်တယ် learning objective အကြောင်းကတော့6.2မှာသင်ထားပြီးသားပါပြီးရင် introduction မှာဘယ်လိုမျိုး introduction မျိုးလေးတွေရေးရမလဲဆိုတာကိုပြောရမလဲဆိုတာကိုပြောပါတယ်ပြီးရင်ကျမတို့ဒီမှာ ဟို main body of the lesson ကိုသင်တဲ့အခါမှာ learning activity လေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပါတယ်။ပြီးရင် plan to check for understanding သူတို့နားလည်ဖို့အတွက်ကိုကျွန်တော်တို့ဘယ်လိုမျိုးပြင်ဆင်ရမလဲဆိုတာကိုပြောပါတယ်။အဲ့တော့ conclusion မှာ conclusion လုပ်တဲ့အခါမှာကျွန်တော်တို့အခုနှစ်ခုနှစ်ခုပြောသွားတာပေါ့နော် summary လည်းလုပ်ရမယ်ပြီးရင် conclusion လုပ်ရင်လည်း preview လည်းလုပ်ရမယ်လို့ပြောသွားပါတယ်။အဲ့ဒါပြီးရင်ကျွန်တော်တို့က realistic time frame time frame ကိုစာတင်တဲ့ဥစ္စာနဲ့လည်းရောညစ်တွေရှိတဲ့ time frame လေးတွေကို activity တခုချင်းစီတိုင်းတခုချင်းစီတိုင်းမှာ time frame လေးတွေကိုဘယ်လိုပြင်ဆင်ရမလဲဆိုတဲ့အကြောင်းအရာကိုပြောသွားပါတယ်အဲ့တော့အဲ့ဒါအဲ့ဒီအကြောင်းအရာကတော့ဒီမှာ6.3မှာပါဝင်နေတယ် developing lesson plan နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါအဲ့တော့ဒီစာလေးကိုအရင်ဖတ်ပြီးပြီဆိုရင်နောက်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ lesson plan template မှာပါဝင်တဲ့အကြောင်းအရာလေးတွေအကြောင်းကိုအသေးစိတ်ပြန်ပြီးတော့မှပြောသွားပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီစာလေးကိုဖတ်ပြီးတဲ့အချိန်မှာလည်းကျွန်တော်တို့အနေနဲ့ကိုယ့်ရဲ့ apprentice one မှာရေးထားတဲ့ activity လေးတွေရော lesson plan template မှာရေးထားတဲ့ activity လေးတွေကိုပြန်ပြီးတော့မှစစ်ကြည့်ပါလို့တိုက်တွန်းပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နော်